အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အောင်စီပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြန်လဲပြောပြပေးသွားမှာကတော့ထိုင်းအမျိုးသမီးတအူးကိုဝါယာဂျုံနဲ့လဲပြီးညှစ်တက်ပြီးကွန်ကရစ်တုံနဲ့အလောင်းကိုခြီကရေထဲမြုပ်ပြီးအလောင်းဖျောက်ခဲ့တဲ့တရက်ခံဖြစ်သူကိုထိုင်းရဲတပ်ဖွဲ့ကကျန်တော်ထဲမှာဖမ်းဆီးနိုင်ခဲ့တဲ့ဆိုတဲ့ထိုင်းနမိတ်ကြီးတရင်ကိုကျွန်တော်ပြန်လဲပြောပြပေးသွားမှာပဲဖြစ်ပါတယ် ဖြစ်စဉ်ကတော့ထိုင်းနိုင်ငံနှခေါပထုံမြို့ဘန်ဂလီချေရွာမှာရှိတဲ့ရေမြောင်းတစ်ခုမှာပြီးခဲ့တဲ့၄ရက်နေ့ကကွန်ကရစ်တုံနဲ့ချီခံထားရတဲ့အမျိုးသမီးတဦးရဲ့အလောင်းပေါ်လာကြောင်းသက်ဆိုင်ရာကိုအကြောင်းကြားလာတာကြောင့်သက်ဆိုင်ရာမှာအလောင်းတွေ့ရှိခဲ့တဲ့နေရာကိုတွားရောက်စစ်ဆေးခဲ့ပါတယ်။ တေဆုံသူအမျိုးသမီးရဲ့လေပင်မှာတော့ဝါယာဂျိုးနဲ့ပတ်ချီခံထားရပြီးခါမဆိုရင်လဲတွန်းနံဂျိုးနဲ့ပတ်ချီကကွန်ကရစ်တုံနဲ့ချိတ်ဆွဲပြီးထိုင်းရဲတွေပြောတာကတော့အလောင်းပြတ်မပေါ်လာအောင်လို့အခုလိုလုပ်ပြီးရေထဲမြုပ်ထားခဲ့တာဖြစ်တယ်လို့ပြောပါတယ်။အိုင်းနောက်ပိုင်းမှာတော့တဆန်ရမှာတေဆုံသူအမျိုးသမီးဘဲသူဘဲဝါဖြစ်တဲ့ဆိုတာကိုစုံစမ်းစစ်ဆေးတဲ့အခါမှာသိရတာကတေဆုံသူအမျိုးသမီးဟာအသက်49နှစ်အရွယ်စကွန်ဒရက်ဆိုသူဖြစ်ပြီးစီပွားရေးသမားတယောက်ဖြစ်တဲ့နောက်ပြီးသူမဟာမောက်ဆူမတူဖြစ်ပြီးချမ်းအယောင်အဝဲနဲ့ကာဖေဆိုင်တ ဆိုင်ပိုင်းနဲ့သူမမပြောင်းဆုံးခင်အရင်မှသူမဟာအိမ်ကနေ iPhone 16အပြင်အိမ်စီးကားတစ်စီးနဲ့ထွက်သွားခဲ့တယ်။အိုင်နောက်ပိုင်းမှာသူမကိုမိသားစုဝင်တွေအဆက်အသွယ်လုံးလို့မရတော့ဘူး။နောက်ပြီးတီးရတာကတည်ဆုံသွားခဲ့တဲ့စကွန်ရာဟာထိုင်းနိုင်ငံနှခေါပထုံမျိုးမှနေထိုင်နေအသက်48နှစ် အရွယ်စူပါချုံဆိုတဲ့အိမ်အောင်ရှိအမျိုးသားတဦးနဲ့ပွေရှင်နေခဲ့ပြီးစူပါချုံဆိုသူကတော့ဖခင်အယောင်အဝဲလုံးသူတဦးဖြစ်တဲ့ဆုံးသွားခဲ့တဲ့ကညာတဲ့ရဲဆွေမျိုးတွေနဲ့အပေါင်းအသင်းတွေကတော့အဲ့ဒီအမျိုးသားနဲ့ကညာတဲ့ပွေရှင်တာကို ဘယ်သူမှသဘောမကျကြဘူးအခင်မဖြစ်ခင်အရင်မှာကညာရဲရဲ့အတိမိတ်ဆွေတွေဟာတရခန့်ဖြည့်သူစူပါချုပ်ရဲ့မိန်းမကိုသူမတို့တငယ်ချင်းနဲ့စူပါချုပ်ဆိုတဲ့အမျိုးသားပွေရှုံးနေတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။အဒီနောက်မှာတော့စူပါချုပ်ဟာသူ့မိန်းမဖြည့်သူနဲ့စကားများရန်ဖြေကြပြီးနောက်တရံမှာတော့ဆုံးသွားခဲ့တဲ့ကညာရက်ကိုတရခန့်ဖြည့်သူစူပါချုပ်ကသူ့ရဲ့မယားကြီးနဲ့ပေးတွေ့ဖို့ကြံစီကချိန်ဆခဲ့ပါတယ်။ဒီလိုနဲ့သူ့ချိန်တဲ့နေရာကိုကညာရက်ဆိုတဲ့အမျိုးသမီးရောက်လာတဲ့အခါမှာတော့စူပါချုပ်ဆိုသူသူ့မယားကြီးနဲ့ပေးတွေ့ ဖို့ကြံစီထားတဲ့အကြံတွေကိုတီးသွားခဲ့ပြီးပြန်တော့မယ်ထားလို့တော့တရခန့်ဖြစ်သူစုပါချုပ်ကငါလိုက်ပို့ပေးမယ်ဆိုပြီးကညာရဲရဲ့ကားနဲ့အတူလိုက်သွားခဲ့ပါတယ်။သွားနေရင်လည်းလမ်းထဲမှာနှစ်ဦးသားစကားများကြပြီးတရခန့်ဖြစ်သူကကညာရဲရဲ့လပင်ကိုဝါယာကျိုးနဲ့ညှက်တက်ခဲ့ပါတယ်။အဲနောက်ပိုင်းမှာတော့အလောင်းကိုရေထဲပစ်ချဖို့အတွက်ကြံစီခဲ့ပြီးအလောင်းပြတ်မပေါ်လာအောင်လို့ကညာရဲဆိုတဲ့အမျိုးသမီးရဲ့ခန္ဓာကိုယ်နဲ့ကွန်ကရစ်တုံးကိုခြီက ရေထဲပြစ်ချပြီးကညာရက်ဆိုတဲ့အမျိုးသမီးရဲ့ကားကိုမောင်းသွားကအပေါင်းဆိုင်တစ်ခုမှသွားပေါင်းခဲ့ပြီးအဲကနေ့တစဉ်ကဉ္ဇနာဘူးလီဘက်ကိုထွက်ပြေးနေတဲ့အချိန်မှာကားမှောက်ပြီးရေတွေသူ့ကိုလိုင်းနေတာတီးသွားတဲ့အခါမှာတော့ကြံတော်ထဲမှာဝင်ပုံခဲ့ပါတယ်ထိုင်ရဲတပ်ဖွဲ့ကလည်းတရက်ခံဖြစ်သူပုံနေတဲ့ကြံတော်ကိုဝိုင်းထားပြီးရှာဖွေမှုပြုလုပ်နေတဲ့အချိန်မှာပဲတရက်ခံဖြစ်သူစူပါချေဟာချောင်းဆိုးခဲတာကြောင့်ထိုင်ရဲတပ်ဖွဲ့မှတရက်ခံရဲ့အတန့်ကိုကြားသွားပြီး တရားခံကိုဖန်ဆီးနိုင်ခဲ့ပါတယ်။နောက်ပြီးတရားခံဖြစ်သူပြောတာကဒီအမှုမှာသူတယောက်ထဲကပဲကျူးလွန်ခဲ့တာဖြစ်ပြီးဘယ်သူမှပါဝင်ပတ်သက်မှုမရှိဘူးလို့တရားခံဖြစ်သူကပြောပါတယ်။လက်ရှိမှာတော့တရားခံကိုထိုင်းရဲတပ်ဖွဲ့ကလူတန်းမှုအလောင်းဖြောင်းမှုနဲ့ဖန်ဆီးထားပြီးဒီအမှုမှာနောက်ထပ်ပသူတွေပါဝင်ပတ်သက်မှုရှိသေးတယ်ဆိုတာကိုဆက်လက်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားအောင်မှဖြစ်တယ်လို့ထိုင်းတင်းမှာပြောပါတယ်။